ပလောင်ကျန်းဖက်လက်နက်ကင်ဖွဲ TNN နေယာယီထင်းချုပ်ခဲ့တဲ့တီဘောမျိုးပေါ်တော့တက်မတော်စစ်ကြောင်းများအော်တိုဘားလ18ရက်နေ့မှာအလုံးစုံထင်းချုပ်ရရှိပြီးဖြစ်ကြောင်းသိရပါတယ်။ပလောင်ကျန်းဖက်လက်နက်ကင်ဖွဲ TNN နေ TPNE PDF များယာယီစုမို့ထားတဲ့တီဘောမျိုးအနီးဝန်းကျင်အထိတက်မတော်စစ်ကြောင်းများဟာအော်တိုဘားလ15ရက်နေ့မှာရောက်ရှိနေခြင်းဖြစ်ကတီဘောမျိုးအားအလုံးစုံထင်းချုပ်နိုင်ရေးတက်မတော်ကဆက်လက်ဆောင်ရွက်ခဲ့ရာ TNN ပူးပေါင်းဖွဲ့များဟာမြို့ရင်းမှာစုခွာခြင်းအော်တိုဘားလ16ရက်နေ့မှာ ဌာနဆိုင်ရာရုံးအဆောက်အုံများနဲ့နေအိမ်များကိုမီးရှို့ခဲ့ပါတယ်။မီးရှို့ခံရတဲ့ဌာနဆိုင်ရာအဆောက်အုံများမှာတီဘောအကျဉ်းဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးမှူးရုံး၊မြေစင်ရုံး၊တီဘောဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက်အုံများနဲ့နေအိမ်များဖြစ်ကြောင်းသိရပါတယ်။အဲ့လိုရုံးအဆောက်အုံများနဲ့နေအိမ်ချို့မီးရှို့ခံရတာကြောင့် တပ်မတော်စစ်ကြောင်းချို့ဟာအော်တိုဘားလာ၁၆ရက်ညနေပိုင်းမှာတီဘောမျိုးရင်းတို့ဝင်ရောက်ရှင်လင်းမှုများပြုလုပ်ပြီးအခြားအဆောက်အုံများမိကူဆက်မှုမရှိစေရေးအတွက်မိငယ်တက်နိုင်ရေးနဲ့လိုအပ်တဲ့နေမြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်းသိရပါတယ်။တီဘောမျိုးတွေမိလာမှုများဟာတိုက်ပွဲတွင်လက်နက်ကြီးကြားရောက်ခြင်းကြောင့်ဖြစ်တယ်လို့ပလောက်ကျန်းဖက်လက်နက်ကင်ဖွဲ့တရနနီအားထောက်ခံရေးသားလေးရှိတဲ့အေဆိုင်မီဒီယာချို့မှာငင်းဆိုရေးသားခဲ့တာကိုတွေ့ရပါတယ်။ ပလောင်ဂျပန်ဖရဏကိုင်ဖွဲ့တရနနီဟာကြောင်မင်းမျိုးကိုတက်မတော်ဝင်ရောက်မီတရက်လို့စက်တင်ဘာလ30ရက်ကလေကြောင်မင်းမျိုးမှာတက်မတော်ပြည်လဲဝင်ရောက်လာပါကအုတ်ချုပ်ရီလုပ်ငန်းများလွဲကူစွာဆောင်ရွက်မရနိုင်ရန်အစိုးရရုံဌာနအဆောက်အုံချို့ကိုမိရှုမှုများပြုလုပ်ခဲ့ပါသေးသည်လက်ရှိမှာတမရော်စစ်ကြောင်းများတိဘောမျိုးပေါ်မှာရောက်ရှိပြီးပတ်ဝန်းကျင်နေမြေရှင်းလင်းရေးလိုက်လံလှုပ်ဆောင်လျက်ရှိကြောင်းလည်းသိရပါသည် တက်မရော်ဟာတည်နနေအားစည်ရီအရာဖျားပေးမှုများစတိုက်ပြုလုပ်နေပြီး အခြားသောတည်နနေယာယီထိန်းချုပ်ထားတဲ့မြို့များမှာတက်မရော်မြေပြင်စစ်ကြောင်းများရောက်ရှိတိုက်ခိုက်ခြင်းမရှိသေးပေမဲ့လေကြောင်းပစ်ခတ်မှုများဖြင့်စစ်စင်ရေးများအစပြိုးကတိုက်ခိုက်လျက်ရှိပါသည်ကြောက်မရပြီကလေးကတီဘောကိုတက်ကအချိန်တို့တွေရမယ်ဆိုတာဒေသခံနေနေနဲ့ခံမှန်းမိပါတယ်။အားလုံးစုတောင်းနေတာကတီဘောမျိုးကြီးကြီးမားမားထိခိုက်မသွားဘူးပဲ။ မူဆယ်မန္တလေးလမ်းကိုလုံလုံခြုံခြုံနဲ့သွာလာကုန်သွယ်လို့ရအောင်နိုင်ငံအစိုးရများကပြန်ခွင့်ခြင်းနေပြီးတော့အခြားသော ပထဝီနိုင်ငံရေးတက်မတော်ကလူအားနှီးပညာအားစတဲ့အားတာလာမှုဒေသခံတွေမဟာမိတ်အချို့နဲ့တရနနေအောက်ခြေပိုင်းမှာမပြေလည်မှုတွေကိုတရနနေခေါင်းဆောင်တွေအနေနဲ့မသိတာလည်းမဟုတ်ဘူးတရနနေအနေနဲ့စိတ်ကူးရင်ပုံဖော်တာတွေများနေပုံရတယ်သူတို့တင်းခံပြီးပြန်တိုက်လီတေဆုံးထိခိုက်မှုများလီပဲ အဲ့ဒီအတွက်လူဆွာအေးမြင့်အခြေခံအဆောက်အုံရေးမြင့်တွေစုံရှုံးတာတွေပဲရလက်ထွက်မယ်ဘေးထွက်ဆိုးကျိုးဖြစ်တဲ့အရက်သားထိခိုက်မှုကလည်းရှိသေးတယ်။ဘလို့ပြောရမလဲအချိန်စားပေါ့ဗျာတိုင်မင်ပေါ့တိုက်တုံးကတိုက်ပြီးပြီအရက်စကားနဲ့ပြောရင်တည့်ရတဲ့နေ့ကဗလာကြီးပဲပြနေပြီးညံမပါတော့ရေရှည်ရက်တီလို့မရဘူးအခုတီးပေါ်ပြီးရင်အချားမျိုးတွေစီတက်မတော်ကလာမှာပဲ လူထုတွေအထူးခန့်အနည်းဆုံးဖြစ်ဖို့ပဲဆွတ်တော့ရမှာပဲလို့စစ်ရေးအခြေအနေစောင့်ကြည့်လေ့လာနေတဲ့ရှမ်းမြောက်ဒေသခံတို့ကပြောကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029အမည်ဖြင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့များနဲ့အတူပလောင်အကြံဖက်လက်နက်ကင်အဖွဲ့တရနန်ဒီကတိုက်ပွဲများပေါ်ဆောင်ပြီးနန်ဆန်၊မန်တုံ၊နမ်မတူ၊နန်ခမ်း၊မိုးကုတ်၊ကြောင်မဲ၊တီဘော၊နောင်ချို၊ကုတ်ခိုင်မြို့များထိတိုက်ခိုက်မှုများပြုလုပ်ပြီးမြို့များကိုဝန်းရောက်ထိန်းချုပ်ခဲ့ပါသည်။ အဲ့လိုတရနနီကဝင်ရောက်ထိ ंछ ုပ်ခဲ့တဲ့မြို့များကိုတက်မတော်ကပြန်လည်ထိ ंछ ုပ်နိုင်ရန်လေချောင်းပစ်ကူနဲ့မြေပြင်ထိုးစစ်ပေါင်းဆက်ပြီးစစ်စင်ရေးများပြန်လည်ဆောင်ရွက်ခဲ့ရာပလောင်ချမ်းဖက်လက်နက်ကင်ဖွဲ့တရနနီထိ ंछ ုပ်ခဲ့တဲ့နောင်ချုံမြို့ကို2025ခုနှစ်ဇွန်လ16ရက်နေ့မှာထိ ंछ ုပ်ပြီးနှစ်လခွဲခန့်အကြာအော်တိုဘာလ1ရက်နေ့မှာကြောက်မဲမြို့ကိုထိ ंछ ုပ်နိုင်ခဲ့ပြီးရနောက်တီဘောမြို့ကိုပြန်လည်ရရှိရေးဆက်လက်တိုက်စစ်ဆင်ခဲ့ရာအခုအခါတီဘောမြို့ကိုပြန်လည်ထိ ंछ ုပ်နိုင်ခြင်းဖြစ်ပါသည်ပလော ောက်ကျန်းဖက်လက်နက်ကင်အဖွဲ့ TNN ဟာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်အဆက်မန္တလေးလာရှိုးကိုဆက်သွယ်ထားတဲ့နှစ်ပေါင်း125နှစ်တတန်းရှိတဲ့ကပ္ပအမွေနှင့်မြေထားတန်လန်ကုတ်တိတရာကြောင်မဲပတ်ချံကို၎င်းတို့ထိန်းချုပ်ထားစဉ်2025ခုနှစ်ဩဂုတ်လ24ရက်ကမိုင်းခွဲဖြစ်စည်းခဲ့တာကြောင့်တရားရဲ့အလျားပြေ30ကျော်ပြည့်စည်းခဲ့ပြီးယခုအခါအဆိုပါတရားအားမြမမြေထားဌာနကပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပါသည်